။တဇောင်မုံလာပြီ။တာမညဖလားအခါရောနေ။တာမညဖလားဆိုတာရဟန်းပြုခြင်းရဲ့အကျိုးလို့အဓိပ္ပာယ်ရပါလေ။ဒါကြောင့်တာမညဖလားအခါရောနေဟာလေဖျားရှင်ကရဟန်းပြုခြင်းရဲ့အကျိုးကိုဟောကြားခဲ့တဲ့နေပါပဲ။အဲ့ဒီတာမညဖလားအခါရောနေဟာဖျားရှင်လက်ထက်တော်ကာလတခုသောတဇောင်မုံလာပြီနေဖြစ်ပါလေ။တာမညဖလားအခါရောနေဖြစ်ပေါ်လာပုံကဒီလိုပါ။အစားတသက်မင်းသားဟာ ခမည်းတော်ဗေမိတာရမင်းကြီးကိုတတ်ခဲ့မိတဲ့အချိန်ကစပြီးညစဉ်အိပ်မပျော်တဲ့ယောဂဝေဒနာဆွဲကန့်နေပါတော့လေလိုလေနေရညပါစက်တော်ခေါ်မပြောနိုင်ပါလားဇာတသက်မင်းသားဟာအိတ်ဆက်လို့မျက်လုံးစုံမိတ်တဲ့အချိန်ဖခင်ကြီးတော်ပေမိသားရမင်းကြီးရဲ့ပုံရိပ်ကိုပဲမြင်အောင်လုပ်နေတယ်ပြီးတော့သူ့ရဲ့မျက်လုံးစုံကိုလှန်ချက်ပေါင်းများစွာနဲ့ထိုးခံရသလို့ ခံစားရတော့တယ်။အမလေးအော်အစကတမင်းသားအဲ့ဒီလိုအိတ်မပြောတဲ့ယောဂဝေဒနာကိုစေတမတော်မျိုးစုံနဲ့ကုသစေတော်လေပျောက်ကင်းမှုရှိပဲအိတ်မပြောတဲ့ဝေဒနာပို့လို့ဆိုးလာတော့တယ်။ဘူးကြီးမကြီးတို့ငါကူတော်မြတ်ရဲ့အိတ်မပြောခြင်းဝေဒနာပျောက်ကင်းစေဖို့ဘယ်လိုလုပ်ရပါမလဲ။အကြံဉာဏ်များပေးကြပါဦးကွယ် မှန်လားပါအဲ့ဒီကိစ္စအတွက်ဒိဋ္ဌိဇေယကြီး6ဦးစီမှာချင်းကမေးမြန်းတင်ပါတယ်အရှင်မင်းကြီးအဲ့ဒီလိုမုမတ်တို့ရဲ့အကြံပေးချက်ရအဇာလသက်မင်းကြီးဟာဒိဋ္ဌိဇေယကြီး6ဦးစီတွားရောက်မေးမြန်းနေတယ်အရှင်ကြီးတို့ကျွန်ုပ်ယခုခံစားနေရတဲ့ဝေဒနာဟာကျွန်ုပ်ပြုဘူးတဲ့ကံကြောင့်ပဲလားโอ้บากันเลยกาสโคราโก ကျုပ်တို့လက်မခံဘူးကံဆိုတာဘာလဲကျုပ်တို့မသိဘူးဩအရှင်ကြီးတို့ကကံရဲ့အကြောင်းကိုမသိဘူးကိုဒါဆိုဘယ်လိုအကျိုးကိုမျော်ကိုပြီးအရှင်ကြီးတို့ယဟန်ပြုကြတာလေယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလားရဲ့အကြောင်းရှင်းပြပါလားအေးဒါကတော့ဟိုဟိုတိတ်တိဆရာကြီး၆ဦးစလုံးဟာ ယဟန်ပြုအပ်ခြင်းရဲ့အကျိုးတာမညဖလားအကြောင်းရေးလေအောင်မရှင်းပြနိုင်တဲ့အတွက်အဇာတသက်မင်းကြီးဟာဘဝင်မကျဖြစ်သွားရတယ်။음ခတ်ပြီခတ်ပြီပဲငါလူချင်းတဲ့အဖြူအဘယ်ပုဂ္ဂိုလ်စီကရနိုင်ပါလေအဇာတသက်မင်းကြီးရဲ့အခက်အခဲကိုတည်သွားတဲ့တမတော်ကြီးဇီဝကကအကြံပြုလျှောက်ထားနေတယ်။အရှင်မင်းကြီးတိလိုတာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပဲဖြေနိုင်ပါလိမ့်မယ်။ ဘုရားရှင်ထံသွားရောက်မင်းမြဲအသိပါれအရှင်မင်းကြီးအဇာတသက်မင်းကြီးဟာတမားတော်ကြီးဇီဝကရဲ့အကြံပြုချက်အရမြတ်စွာဘုရားသတင်းသုံးရာရာဇဂိုမြို့နီးကတရက်ဥယျံတော်စီတဆောင်မုံလာပြီညချမ်းအခါမှာအဖူးမျော်သွားရောက်တော့တယ်အဲ့ဒီတို့တရက်ဥယျံတော်စီအသွာနဲမြို့ယူအရှိဘက်တကားဝမှာထွက်ခွာလာရာတောရိပ်တောင်ရိပ်တိရိပ်တွေဖုံးလွှမ်းအမောင်ကျနေတဲ့အတွေ့လိုက်ပါလာသူတက်တော်ဆောင်စစ်သည်တွေဟာ မီရှူမီတိုင်ကိုစီထွန်းကြီးကန်ဆောင်သွားကြတယ်မီရှူမီအောင်ကိုပေါ်ရနာအဖျင်းတစောင်းလို့ခေါ်တဲ့အတွက်မီရှူမီတိုင်ကိုတစောင်းတိုင်လို့ခေါ်ဝေါ်ကြတယ်အဲ့ဒီအချက်ပေါ်အမိပြုလို့ယနေ့အထိတစောင်းမုန်းလာပြီကာလမှာတစောင်းတိုင်မီထွန်းပွဲတော်ကြီးကျင်းပခဲ့တာဖြစ်တယ်ဘုရားရှင်ထံအဖူးမျော်ရောက်တယ်ဆိုရင်ပဲအစာတသက်မင်းကြီးဟာသူပြုဘူးခဲ့တဲ့အပြည့်အတွက် ဝင်ချလျောက်ထားပြီးရဟန်းပြုခြင်းရဲ့အကျိုးတာမညဖလအကြောင်းဟောကြားပေးဖို့လျှောက်ထားနေတယ်။တာမညဖလအကြောင်းဟောကြားပေးတော်မူပါဗျာ။တကားတော်မင်းကြီးရဟန်းပြုခြင်းရဲ့အကျိုးတာမညဖလကအကျိုးတရား73ပါးရှိပေ၏။ဒီလိုနဲ့မြတ်စွာဘုရားဟာတာမညဖလတုတ်တော်